်မင်္ဂလာပါရှင် ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြင်းကြီးရွာကမိုးလေဝသရေဒါစခန်းမှာဝါရဖြန့်ဓာတ်ပုံရိုက်ကူးနေတဲ့စစ်ကောင်စီတပ်ကိုအာရခတပ်တော်အေအေကနိုဝင်ဘာလ14ရက်နေ့မှာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒေဆုံးခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရတယ် နိုဝင်ဘာလ14ရက်နေ့ကမင်းပြင်ကြေးရွာကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအာရခတပ်တော်ကလူအင်အားမညီမျှတဲ့အတွက်ခိတ္တဆုတ်ပေးထားချိန်မှာဝါရဖြန့်ဖို့ဓပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဓပုံရိုက်ကူးချိန်မှာအေအေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဝါရဖြန့်ဖို့ဓပုံရိုက်တဲ့အချိန်မှာကင်းထောက်ပြီးအတိအကျတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့ဗျူဟာမှုအဆင့်တွေပါတေဆုံးတဲ့အထက်မှာပါဝင်ပြီးလက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့အေအေရဲ့စီရေးသတင်းမြစ်ကပြောပါတယ်။ ။ online ပေါ်မှာပြန့်နှံ့လာတဲ့ရုပ်သံ video file မှာလဲစစ်ကောင်စီတပ်ရဲ့ဝါရဖြန့်ဓာတ်ပုံရိုက်ကူးနေမှုကိုအာရခတပ်တော်ကချိန်သားကြိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးခဲ့တာကိုတွေ့ရပါတယ်ရှင်။တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းမှာရှိတဲ့မောတောင်မြို့ကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ပြီးအင်အားဖြည့်တင်းနိုင်လုပ်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ရေးစီကနေသိရပါဗျာ။ မောတောင်မြို့ကိုသွားတဲ့လမ်းပိုင်းကတိန်ခွန်းနဲ့တဲဖြူရွာကြမှာနိုဝင်ဘာလ15ရက်နေ့ကမနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ဆိုပါရယ်။တိုက်ပွဲဖြစ်တဲ့တိန်ခွန်းနဲ့တဲဖြူရွာကြကိုမနက်၈နာရီလောက်မှာစစ်တပ်ရဲ့ Y12 လေယာဉ်နဲ့ရဟယင်၂စီး Jet Fighter တစ်စီးနေ့လယ်၁နာရီခွဲလောက်မှာ Y12 တစ်စီးရဟယင်၃စီးနဲ့ညနေ၄နာရီလောက်မှာ Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါရယ်။ ဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်တိန်ခွန်းရွာနဲ့ဆက်တက်မိုင်အကွာမှာရှိတဲ့တဲဖြူရွာအနီးကိုစစ်ကောင်စီတပ်ကရဟတ်ရင်သုံးစင်းနဲ့တပ်သားတွေပို့ဆောင်ခဲ့တယ်လို့လည်းသိရပါဗျ။မောတော်မျိုးကိုတော်လန်ရေးတပ်တွေကနိုဝင်ဘာလ14ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား43ယောက်ကိုအရှင်ဖမ်းဆီးမိကလက်နက်ခဲယံအမြောက်အများကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်ရှင်။ ပခုတ်ကူခရိုင်မှာစစ်ကောင်စီကစစ်ကြောင်းလေးကြောင်းခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်ပြီးရွေးကောက်ပွဲအတွက်နေမီထိန်းချုပ်နိုင်မှုစ조사နေပါတယ်။သုဒ္ဓချင်းသာသတင်းပေးပို့ထားတာပါရှင်။မကွေးတိုင်းပခုတ်ကူခရိုင်မှာစစ်ကောင်စီကစစ်ကြောင်းလေးခုခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ပေါ့၊မြိုင်၊စိတ်ဖြူ၊ရေစကြိုပခုတ်ကူမြို့နယ်တွေပါဝင်တဲ့ပခုတ်ကူခရိုင်ဟာဝင်ငွေကောင်းတဲ့တိုင်းတိုင်းတပိုင်းရေညာလောက်ကွက်တွေရှိနေတယ်လို့ပြည်စော်ထီးကြေးရွာတွေလည်းအများပြားရှိတဲ့ဒေသဖြစ်ပါတယ်။ စစ်ကြောင်းတစ်ခုချင်းစီမှာအင်အား200ကျော်300ပါဝင်နေတယ်လို့လက်နက်ကြီးပစ်ကူ၄ချောင်းပစ်ကူတွေပါစစ်ကောင်စီကအသုံးပြုနေတဲ့အတွက်ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေအခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်စစ်ကြောင်း၄ချောင်းပူးဖြစ်နေတာ ခုခုရွှေချိဘက်မှာလည်းတချောင်းသာလခါပေါက်တောင်ပိုင်းမှာတချောင်းဒီပြူဘက်ကလည်းအဲ့မရှင်းမတောင်းအောင်မှမတက်နေတဲ့အဲ့ဘက်ကအောက်ဆင်းသွားတဲ့စီကြောင်းတချောင်းရှိတယ်ဝက်ပုတ်ကိုမိရှုပ်ပြီးတော့နှစ်ယောက်တက်သွားတာရယ်ဒီမှာစီကြောင်းတချောင်းရှိတယ်အဲ့ဒါလည်းနေရာကျတော့ရှိတယ်အင်းကစီကြောင်းအများလို့နေတာအင်းကရင်းနှောင်းလို့မဟုတ်တော့ဘူးရင်းနှောင်းဆိုရင်190လောက်နဲ့လာတာဒီအခုကကျတော့ဟုတ်ဘူးတစ်ခါလာရင်နေရာကျတော့နဲ့လာတာတစ်ခါရှိရင်လည်းတစ်ခါကြည့်ရဝဲမရနဲ့ဘုရားမရရောက်တာ ဘောမူပကအခုကျွန်တော်တို့ကပြန်ပြရတာဟိုလမ်းကလည်းဒီလမ်းမကြီးကပြန်ပြရတာလည်းပြောဟိုကကျက်တော့တာဒီလိုကျတော့နောင်ကျိုးတို့အဲဟိုဘာလို့ပကပြီးရတာလဲသူစုတော့တာဟိုပခုတ်ကူမျိုးပေါ်ရက်ကော့ဂျင်မှာရေကောက်ပွဲနေလုံုံရေးဖြစ်မဲယုံတစ်ခုအတွက်ဒေတာကန်လူ၁၀ယောက်ပေးဖို့စစ်ကောင်စီကနောက်ခံအုပ်ချုပ်ရေးမှုတွေကိုတောင်းခံထားတယ်လို့မြို့ကန်တွေကပြောပါတယ် တဖက်မှာထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်ပြီးတဖက်မှာရွေးကောက်ပွဲပြုလုပ်နိုင်ရေးကိုပါစစ်ကောင်စီကနှီးလန်းဆုံးအသုံးပြုနေတာပါကျွန်တော်တို့မှာအားကိုးစရာမရှိတဲ့အနေအထားမျိုးမလို့ငြိမ်းပြီးတော့ကြာလူရဲတော့စမ်းသပ်မပါဘူးဒါနဲ့ဒီကလေးနဲ့တိတ်ပြီးတော့ဒီဥစ္စာကိုအသာငြိမ်းကုန်နေတဲ့သဘောမျိုးရှိတယ်။ဖျားကြီးတောင်ပဏန်လေးရောက်ခွက်ကအဲ့ဒါလေးတစ်ခုတော့ကြားခဲ့တယ်။ဖျားပေးတဲ့သဘောမျိုးလားဒါမှမဟုတ်သူတို့ဆယ်ယောက်တောင်းတာလည်းပေးလို့လားဖိတ်ပြနေတာလားတော့မသိဘူးနော်။စိတ်တရားတော့မှန်တာပြောလို့ရှိရင်ဘယ်လိုလုပ်ရှိကြမှာတော့ကြာကျွန်တော်တို့မှာဘဲမှအားကိုးချက်မရှိဘဲဖြစ်နေကြတာ။တောက်နေရေးအတွက်လည်းနည်းနည်းလေးဒီလိုပဲ ဲဟိုရှိရာလေးရောင်းချအဲ့လိုလေးစတောင်းနေရတယ်ကျွန်တော်ဘာစီးပွားမှလည်းအခုနေစိတ်မလုပ်ဘူးဘာမှညာမှလည်းမသိလို့မကွေးတိုင်းပခုတ်ကူခရိုင်နဲ့နေမင်းချင်းစီစဉ်နေတဲ့မန္တလေးတိုင်းမြညာခရိုင်ဘက်မှာလည်းစစ်ကောင်စီကရွေးကောက်ပွဲအတွက်နေမင်းထိန်းချုပ်ဖို့အင်အားသုံးတိုက်ခိုက်နေတာပါမြညာခရိုင်မှာဩဂတ်စ်လကစပြီးလက်ရှိအချိန်ထိစစ်ကောင်စီကစစ်တိုက်ထိုးစစ်ဆင်နေတာကြောင့်ဒေသကာကွယ်ရေးအဖွဲ့တွေကတင်ယူထားတဲ့စခန်းများစုကိုပြန်လည်လွတ်ထားတယ်လို့ဆိုပါတယ် ဒါလို့မြင်းကဒီပေါ်မှာတော့အေးရေတော့ပြောတော့လုံးကနေလာရေးပါအမှတ်30ရက်ကောကကြတော့ကျွန်တော်ဒီဇွားရီတက်ကနေပြီးတော့ဖြစ်ဆောင်နေတဲ့မြေပေါ်မှာတော့ပြီးတော့အိမ်ကနေကြရရှိသေးတယ်အိမ်တော်ကြီးကအိုမြားအရာကြီးကြောင်းတိုင်းကြာကြီးကြောင်းပြောလို့မဲစင်းနဲ့ဆက်ပြီးနေပေါ့အိမ်တော်ကြီးကြားပြောင်းပြီးတော့အိမ်မဲစင်းနဲ့ပါဖို့လုပ်နေရရှိသေးတယ်အမှတ်30ရက်ကောကကြတော့မဲမကြီးတဲ့ဒီဒံငွေတက်သိမ်းလိုက်နေဆိုပြီးတော့အတန်ကောလာဟာလာပြုံနေတာပေါ့ဗျာအဲဒီဝင်ပညာတာမဟုတ်ဘူးပါဇက်ကနေအပြင်ပြောလို့ပုံစံမျိုးဒီလိုပတ်ပတ်ပြောတာပေါ့ဗျာမဲပြီးအောင်လို့အဲ့လိုဖြစ်တဲ့သူတို့တက်ဆွဲထားတဲ့ကွန်ဆတ်ရွာ အဲ့အဲ့နေရာတော့ဖြစ်နိုင်ကြီးကြီးတယ်ကျန်တဲ့ရွာတွေတော့ဖြစ်နိုင်ကြီးမရှိတော့ဘူးကျန်တဲ့ရွာတွေကဟောကလာတဲ့စေချောင်းထိုးတာတော့တချို့ရွာတွေကလူလုံးဝမရှိတော့တာကြီးစီပြန်မလာရတဲ့နေရာကြီးရှိတယ်ဗျစေချောင်းမထိုးသေးတဲ့နေရာကြီးပေါ့ဗျအဲ့ရွာကြီးကလည်းသူ့မဝင်နိုင်သေးတဲ့နေရာကြီးမှာထိုးထိုးရင်းနေကြတာလည်းရှိမှာမဟုတ်ဘူးအုပ်ကြီးတွေကဇွတ်ကျက်လာနေကြလို့ရှင်တော့ကြောက်ပြီးပြရမယ်ဒီမျိုးတော့ရှိမှာကျန်တဲ့တွေကတော့တော်တော်ကတော့ပြေးမှာမဟုတ်တော့ဘူး အောက်တိုဘာလကမှမှမကွေးတိုင်းပခုတ်ကူခရိုင်ပေါင်းမြို့နယ်တောင်ပိုင်းကဝန်ချုပ်နဲ့တိချုပ်ပုံပြစောတိရွာတွေကိုဒေသကာကွယ်အဖွဲ့တွေကတိုင်းခဲ့တာကြောင့်စစ်ကောင်စီကပခုတ်ကူခံကုန်နယ်မြေထိန်းချုပ်ဖို့ပုံပြီးအင်အားသုံးတိုက်ခိုက်နေတာပါမြန်မာနိုင်ငံအလဲပိုင်းမြို့နယ်အားလုံးကိုပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွေဖြစ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးလုံခြုံရေးရတပြိုင်နက်ရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်တဲ့အတွက်နယ်မြေတွေကိုအလဲကျအင်အားသုံးထိန်းချုပ်တဲ့နည်းကိုသုံးပြီးရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေတယ်လို့ဒေသခံနိုင်ငံရေးသမားတွေကမှတ်ချက်ပေးပါတယ် ကျွန်တော်ဒုတချမ်းသာပါရန်ကုန်နဲ့မန္တလေးမြို့တွေမှာအိမ်သုံး Wi-Fi internet line တွေကနိုဝင်ဘာလ10ရက်နေ့ကနေစတင်ပြီးပြတ်တောက်တာနဲ့ line ကျနေတာတွေကြုံတွေ့ခဲ့ရပြီးနိုဝင်ဘာလဝက်လောက်ရောက်တဲ့အထိကို line ပြတ်မကောင်းသေးဘူးလို့ဒေသခံတွေကပြောပါရတယ်။ဒီလို Wi-Fi internet line တွေကောင်းမွန်ခြင်းမရှိသေးတာဘာကြောင့်မလဲ။ဒီအကြောင်းအရာကိုတော့မြေသစင်ကပြပို့ထားပါရရှင်။ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ ိမ်သုံး wifi အင်တာနက်လိုင်းတွေကနိုဝင်ဘာလလေရောက်ချိန်ထိပြန်မကောင်းလာသေးဘူးလို့ဒေတာခန်တွေကဆိုပါတယ်။နိုဝင်ဘာလတရနေ့ကစတင်ပြီးရန်ကုန်မြို့နယ်မန္တလေးကအိမ်သုံး wifi အင်တာနက်လိုင်းတွေပြတ်တောက်တာနှီးကွေးတာတွေစတင် ဖြစ်ပွားခဲ့တာဖြစ်ပြီးအခုတော့ပြတ်တောက်တာမျိုးတော့မဟုတ်ဘဲနှီးကွေးတဲ့အခြေအနေတွေရှိနေစေဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မြို့ဒေတာခန်တယောက်ကလည်းအိမ်သုံး wifi အင်တာနက်လိုင်းတွေမကဘဲ မူပိုင်းဒေတာတွေပါသုံးလို့အဆင်မပြေသေးဘူးလို့အတည်ပြုပါတယ်။ရွေးကောက်ပွဲနှီးတာကြောင့်အခုလို internet line နှီးအောင်လုပ်ထားတယ်ဆိုတဲ့ပြောဆိုမှုတွေရှိနေကြောင်းလဲသူကဆိုပါတယ်။ဒီနေ့ဘုံကဒီအကောင့်တွေပေါ်မှာဘာလို့ဒီလိုမျိုးမှာပေါ်နေလဲ။ဝိုင်းဒီတာဝိုင်းဘာလို့ဝိုင်းပိုင်းနေဖို့ဖြစ်လဲ။နောက်ဆုံးတစ်ခုကဘာလို့ဒါလိုအားရရနေလို့ဘုံကအစ်စရာရောက်နေတာ။ဒါအကျဉ်းစလာလိုက်လို့ဘုံကဆောင်းလို့ မန္တလေးကဒေသခံတယောက်ကလည်းလက်ရှိအချိန်ထိအိမ်သုံး Wi-Fi Internet line တွေသုံးလို့အဆင်မပြေသေးဘူးလို့ဆိုပါတယ်။သူရဲ့ပြောကြားချက်ကိုတော့လုံခြုံရေးအခြေအနေအရ DVB သတင်းတောက်တယောက်ကအတန်အစားထုတ်ဖတ်ကြားပေးထားပါတယ်။အခုထိမကောင်းသေးဘူး။ည6နိုင်ကနေ7နိုင်ထိဆိုရင် လုံးဝအဆင်မပြေဘူး။အိမ်နောက်ပိုင်းတော့သုံးလို့ရတယ်။ Mobile data ကတော့အဲ့လောက်မဟုတ်ပါဘူး။နည်းနည်းအဆင်ပြေတယ်။ Fiber တွေဖြစ်တာဒါပေမဲ့ MyTel Fiber ကျတော့ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ဒီလိုအင်တာနက်ဝန်ဆောင်မှုတွေပြတ်တောက်ခဲ့တာနဲ့လက်ရှိအချိန်ထိနှေးကွေးနေတာနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ဘက်ကတရားဝင်ထုတ်ပြန်ချက်တွေတော့မရှိပါဘူး။အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေကတော့ဒီလိုဖြစ်နေတာတွေက၃ဘက်လောက်ကြာမှဖြစ်ပြီးဘာကြောင့်ဆိုတဲ့အဖြေကတော့ကျေနပ်စရာမရှိပါဘူး။အင်တာနက်လိုင်းတွေမကောင်းမွန်ရခြင်းကအင်တာနက်ကေဝေးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကြီးတွေရဲ့ပင်လယ်ရောက်ဆက်ကြောင်းဖိုင်ဘာကေဘယ်ချုပ်ရင်းချက်တွေကြောင့်လို့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကပြောဆိုခဲ့တာပါအမှန်တကယ်သာ ပင်လယ်ရေအောက်ဆက်ကြောင်း fiber cable တွေချူရင်းတာကြောင့်ဆိုရင်တော့အရင်ကဖြစ်ခဲ့တဲ့ကာလတွေနဲ့ရှင်ကြည့်ရင်ဒီလောက်ကြာတဲ့ပြင်ဆင်မှုရှိခဲ့တာမျိုးမတွေ့ရဘူးလို့လေ digital ခွင့်ရေးလှုပ်ရှားသူတွေကဆိုပါတယ်အင်တာနက်သုံးစွဲသူတွေကြာဒီလိုအင်တာနက်လိုင်းတွေသုံးလို့အဆင်မပြေအောင်နှီးခွေအောင်လှုပ်ဆောင်တာဟာရွေးကောက်ပွဲနီးတာကြောင့်တမင်လှုပ်ထားတယ်ဆိုတဲ့တန်တရားနဲ့ ပုဂ္ဂလိကလူလတ်ခွင့်ကိုစောင့်ကြည့်ထောက်လှမ်းမှုတရုံနီးပညာ Keenan Wars တွေကိုတက်ဆင်စမ်းသပ်နေတာကြောင့်ဆိုတဲ့တန်တရားတွေပြန့်နှံ့နေတာလည်းဖြစ်ပါတယ်။မြမအင်တာနက် project MIB က digital အခွင့်အရေးလှုပ်ရှားသူကိုတိညံကတော့ဒီတန်တရားယူဆချက်တွေဟာဖြစ်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။ဒီပြုတ်ကနေပြီလားဒီကိနောက်ကရဲ့အနေပညာတွေနဲ့ဒီအတုံးပြုတ်နေရဆိုရဟာဒါတိတ်ကြတယ်ကျွန်တော်ရတဲ့ အထောက်ထားအချက်အလက်တွေနောက်ထပ်ရှိဖြစ်တဲ့အခင်းချင်းအချင်းတွေအရာကတော့ဒါအဲဒေတာတွေပေါ့နော်အဲခုနပြောတဲ့ဒါတွေကိုဆက်လက်လုပ်နေလို့ internet တွေနှိမ့်နေတာလားအဲဒါတွေကိုစမ်းသပ်နေလို့ internet တွေနှိမ့်နေတာလားဆိုတော့အားကတော့အတိပြုလို့မရသေးဘူးဒါပေမဲ့အဲ့ဒီအချင်းတွေလည်းကျွန်တော်တို့ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရတာတဲ့အချက်လက်တွေပေါ့လေခုနပြောတဲ့ဒီလက်ရှိနှိမ့်နေတဲ့ဟာနဲ့ပတ်သက်ပြီးတော့ရတာတဲ့အတိမပြုနိုင်တဲ့အချက်လက်တွေအရမှလည်းအဲခုနဒီဒီနည်းပညာတွေကို တက်စင်နေတယ်ဆိုတဲ့ဟာကအဲယူဆနိုင်စရာအကြောင်းရှိတယ်ပေါ့နော်ဆိုတော့နိုင်ငံရေးခင်းချင်းအရာဆိုရင်စက်တုပ်စုကပြောလို့မဲ့ဒီအတူရောင်ရေကောက်ပွဲအဲဒုတိယပိုင်းတတိယပိုင်းတွေလည်းရှိနေတယ်ပေါ့နော်ဆိုတော့ဖင်ဖိုင်ထဲမှာလည်းဒါအဲသူတို့ဒီရေကောက်ပွဲကိုအကြောင်းပြုပြီးတော့အစိုးရဘက်အပြောင်းအလဲလုပ်တာလို့ပုံကြောင်းလေးဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီကာလတွေအတွက်သူတက်ပြင်ဆင်ဖို့ရတယ်ကမ္ဘာပေါ်ကနိုင်ငံပေါင်း100ကျော်ရဲ့အင်တာနက်လွတ်လပ်ခွင့်အတွက်အညွှန်းကိန်း20ခုကိုတွက်ချက်ကြည့်ရမှာ မြန်မာကတရမှကိုမှတ်ပဲရပြီးအစိုးဆုံးဆိုတဲ့အခြေအနေကိုတရုတ်နဲ့အတူယက်တီနေတယ်လို့လူခွင့်ရေးဆောင်ကြီးမှတ်တမ်းတင်နေတဲ့ Freedom House ရဲ့ Human Rights မြန်မာကထုတ်ပြန်ထားပါတယ်။ကျမမြတ်သိစင်ပါရှင်။ ဂျပန်ဝင်ကြီးချုပ်ဆာနာအေတက်ခအီချီရဲ့တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့မှတ်ချက်အမှားတွေအပေါ်မှာလေးလေးနက်နက်တရားဝင်ကန့်ကွက်ဖို့ဂျပန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးဟူဂျန်ဟောက်ကဂျပန်နိုင်ငံဂျာယီဝင်ကြီးဌာနဒုတိယဝင်ကြီးတာခဲဟီရိုဖူနာခိုရှိနဲ့တွေ့ဆုံခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကတရုတ်နိုင်ငံရဲ့ထိုင်ဝမ်အပေါ်ပုံပွင့်လေးလေးနဲ့ရန်စားတဲ့မှတ်ချက်တရားအခြေခံအသိဉာဏ်ကိုချိုးဖောက်ပြီးတရုတ်ရဲ့အနီရောင်စီးမျဉ်းကိုဖျက်ကျော်ခဲ့တယ်။အာအသုံးချင်းချောက်ပြီးစစ်ပွဲဆင်နွှဲဖို့တောင်းဆိုခဲ့တယ်လို့ဝူကလွှတ်တော်ဆွေးနွေးပွဲတစ်ခုအတွင်းမှာပြောခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဟာသူ့ရဲ့အမားရီကိုဝန်ခံဖို့ညင်းခဲ့ပြီးသူ့ရဲ့ထုတ်ပြန်ချက်တွေကိုလည်းပြန်လည်ရုပ်သိမ်းဖို့နဲ့စိုးကြိုးတက်ရောက်မှုတွေကိုလျှော့ချဖို့လည်းညင်းဆိုခဲ့ပါတယ်။ဒါအခြေအနေကိုလုံးဝမမယွင်ယွင်ဆုံးဖြတ်တာဖြစ်တယ်လို့ဝူကပြောထားပါတယ်။ ထိုင်ဝမ်ဟာတရုတ်ရဲ့ထိုင်ဝမ်ဖြစ်ပြီးတော့ထိုင်ဝမ်ပြည်ထနာဟာတရုတ်ရဲ့အဓိကအကျိုးစီးပွားတွေရဲ့အဓိကအချက်ဖြစ်တယ်လို့ဘူကထောက်ပြခဲ့ပါတယ်။ထိုင်ဝမ်ပြည်ထနာကိုဘယ်လိုဖြေရှင်းရမလဲ။အမျိုးသားပြည်လဲပေါင်းစည်းရေးကိုဘယ်လိုအကောင့်ထဲပို့ဆောင်ရမလဲဆိုတာတရုတ်ပြည်သူတွေဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပြီးဘယ်လိုပြင်ပအင်အားစုရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုမှလက်မခံဘူးလို့ဘူကပြောပါရရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ Wendy ပါ